ဟုတ်နာမည်လေးပြောပြပါဦး။အော်ကျွန်တော်နာမည်ကဒီဒီကျေးရွာဘုရားတွေကျေးရွာကဦးမြင့်ဆွေလား။အဲဒီရွာမှာပေါ့နော်ဒီလွန်ခဲ့တဲ့73နှစ်လောက်ကဟိုနိုင်ငံတော်ချမ်းဖတ်မှုတစ်ခုဖြစ်ခဲ့တယ်။အဲ့ဒီဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးသိတဲ့လောက်လေးအချင်းချင်းပြောပြပါဦး။ဟုတ်ကဲ့အချင်းချင်းပြောပြမယ်ဆိုရင်ကျွန်တော်တို့ဒီဒေါ်စုရင်နန်းဒီလာတယ်ပေါ့ဗျာ။လာတဲ့အချိန်မှာကျွန်တော်တို့ညာကြီးနင်းကတော့9နာရီလောက်ပဲကျွန်တော်ခံမှန်းလို့ရတယ်အတိအကျတော့မသိဘူးပေါ့နော်။ အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီမှာဟွာလုံးလိုက်တဲ့အချိန်ကျတော့ကျွန်တော်တို့ဒီမှာဖုန်ကြီးနှစ်ပါးကကျွန်တော်တို့ကြီးပါဖုန်ကြီးနှစ်ပါးကတားပြီးတော့တောင်သူရဲ့ကိုမိန်ကုန်းပြောခိုင်းပါလေမိန်ကုန်းပြောခိုင်းတဲ့အချိန်မှာသူတို့ကအချိန်မရလို့ပါမပြောဘူးဆိုပြီးတော့ဘယ်ဆက်သွားမယ်လို့ဒါပေမဲ့အဲ့ဒီအချိန်မှာနောက်ကတော်သူကတော့နောက်ကမှဟိုဟာကြီးကြံ့နေပါတယ်ပေါ့နော်အဲ့ကြံ့နေပါတယ်ဖုန်ကြီးတို့တွေပါတယ်အဲ့တော့ ဲ့လိုပြောရတဲ့အချိန်မှာအဲ့ဒီချိန်ဘုန်းကြီးလူတွေကိုပြောမယ်ဆိုဘုန်းကြီးလူတွေပေါ့ဘုန်းကြီးလူတွေကကျွန်တော်တို့ဈေးဝါကားတွေကိုလာပြီးတော့ကားနဲ့ဝင်ပြီးတော့ရိုက်ပါလိုက်တဲ့အချိန်မှာကျွန်တော်တို့ရှင်းရှင်းလွယ်လွယ်ကျွန်တော်တို့ဈေးဝါလည်းအဲ့ဒီဘုန်းကြီးကားကိုပြန်အဲ့အတူကားပေါ့နော်ဘုန်းကြီးတူကားကိုပြန်ပြီးတော့ကျွန်တော်တို့ညနေလက်တော့ပြန်တယ် တော့ပြန်လာကျွန်တော်တို့အဲ့မှသူကမိမောင်းကြီးနဲ့ဆိုပြီးတော့ဟိုးရွာဝင်အထိမောင်းလာတယ်အဲ့မောင်းလာတဲ့အချိန်မှာကျွန်တော်တို့ဒီကနေပြီးတော့အကုန်လုံးအဲ့ဒါကိုလေးဝပေါ့ဗျာကျွန်တော်တို့ကြီးပါခေါ်ဆိုတော့ဗတ်လေးပေါ့အဲ့ဒါလေးပြင်လိုက်တဲ့အချိန်မှာမိလုံးလုံးပွဲသွားပြီးမှသူ့ရိုက်ကိုရိုက်နဲ့တော့ရှင်းရှင်းလေးပြောမယ်ဗျာကျွန်တော်ဒီဟိုကတောင်းလို့သူကကျွန်တော်မျိုးမရှိမှုနဲ့ကျွန်တော်တို့ကသူကတိုင်ပါကျွန်တော်တို့ကြီးပါက ။ဘာလဲဆိုလို့ရှိရင်မေ30အဲ့ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ထမင်းလည်းကောင်းကောင်းစားလို့မရရောက်ချက်တွေဆိုရင်မှန်ရင်တို့ကအကုန်လာဖမ်းပါတယ်။လာကြည့်တော့ကားကြီးတွေအကုန်လုံးကျမတို့ဘက်ကမီးထိုးပြီးတော့ဒဇင်းကဒီလိုရက်လိုက်တဲ့ဒဇင်းကအဲ့လို၃လေးစင်းအပြင်လိုက်ရက်ပြီးတော့ကားဒဇင်းကိုမီးလေးလုံးတောက်လျှောက်ကျမတို့ထိုးလိုက်တယ် ထိုးလိုက်တဲ့အခါမှာကျမတို့နားတွေကကားတွေကလည်းအချို့ကားတွေလည်းကြော်တည်ပြီးပြေးထားတာလည်းပါတယ်ကျမတို့ကားကတော့အရှိရကားတွေတန်းလန်ထားတဲ့ကျမတို့လုံးဝမကြော်နိုင်ဘူးကားတစ်စင်းမှမီးလေးလုံးနဲ့သုံးလေးစင်းပဲကျမနှမ်းမြင်လိုက်တဲ့ချိန်မှာကျမတို့အကုန်လုံးဆင်းရိုက်ပြီးသားဖြစ်နေပြီရိုက်တော့ကျမကလုံးဝပြန်လုပ်เสียရမလို့ဘူးရိုင်ခံတိုက်ရင်ဖေးဆိုပြီးတော့အတော်အောင်ဆန်းစုကြည်ကအဲ့ဒီအမိန်ပဲပေးခဲ့ပါတယ် လာမေမျက်လုံးအဖောက်ခံရတဲ့ညာမိတ်ဆမဖြစ်စ်သွေးကြွားသွေးစွန်းဓာတွေအယောင်သာမိုးချိန်တန်တွေကိုထင်ပြနှလုံးသားတွေကို ရစ်ပူစော်တဲ့ညာဒီဘရင်ကြမ်းဖက်မှုဟာဒေါအောင်ဆန်းစုကြည်ရဲ့ စီယုံရေးခီးစဉ်ရင်တန်းမုံရွာကနေရေဥအသွာ မေ30ညဥပိုင်း8နာရီအချိန်လောက်မှာဒီဘဲရင်ဝင်ကြည်ရွာမှာစနစ်တကျစီမံထားတဲ့လူအုပ်ကြီးကဝိုင်းဝန်းရိုက်နဲ့တတ်ဖြတ်ခဲ့ကြတာပါအဲ့ဒါနဲ့အဲ့လိုရိုက်ခံရတဲ့အခါကျတော့အရှိရကားမှလည်းရိုက်နေတာအရှိရကားအမန်းမပါဘူးမိုးမကတော့ရိုက်တော့သူကကျမထင်တယ်15ရောက်လောက်ထဲမနေတာရိုက်နေတာကျမမြင်ရတယ်နောက်ဆိုကျမကအကုန်လုံးမှာခေါင်းကအောက်ဆုံးမှာစမ်းကြည့်လို့မြင်ရတယ် အဲ့တော့တိုင်းမြင်ရတဲ့ခါကျတော့အော်ရအော်လေးရိုက်နေပဲအဲ့လိုရိုက်နေတဲ့အချိန်မှာကျမကရိုက်ပြီးတော့ကျမကလေးတွေအကုန်လုံးညှိထွားပြီးတော့ပြောအဲ့မှာကျမကအဲ့ဘာဦးချစ်တင်တန်းဆွဲပြီးတော့ဒီကားပေါင်နဲ့စောင့်နေချိန်မှာကျမကြောလို့ပါမှာကျမဥနေတယ်ကြောထူတာကြောကိုင်ပြီးထူတာသူကဒီလိုတင်ကြီးလေးထူလို့ဒီလိုစောင့်ထူရင်ကျမခပြတယ်အဲ့မှာဂျာငါတို့တကယ်စော်ပြီးဆိုကျမကိုယ်လေးမှာလည်းတွေးနေရရွှဲနေအဲ့လာတော့အဘနဲ့ကျမတို့ကလေးတွေအကုန်လုံးဝင့်နေတယ်တွေးနေရကျမထင်တယ်ဒီကုန်းလုံးမှာရွှဲကျမခေါင်းမထိသေးပါဘူး အဲ့မှာတခါလေနောက်ကနေပေါ့ဒီပင်းလေးတွေတကားကားနဲ့ကောင်းမလေးလာရလာရနဲ့ဒီပင်းလေးတွေချွတ်နေလို့မြက်ခွက်တွေနေလို့ဒီပင်းလေးနဲ့နေလို့ပုံရဆိုပြီးတော့အကုန်လုံးကိုကျွန်တော်တို့ပင်းလေးတွေဆွဲချွတ်ထားတဲ့ဆွဲဖျင်းတာနဲ့ခံရပါတယ်။နောက်တယောက်ကတက်လာပြီးတော့ကျွန်တော်တို့ကိုမတွေထားတဲ့ဝဲအိတ်တွေဟိုဒီပတ်စံပါတဲ့အိတ်တွေပေါ့လေအဲ့ဒါတွေလည်းအကုန်လုံးဖြုတ်ပြီးကျွန်တော်တို့ပါလာတဲ့အမျိုးသမီးတွေဆွဲချွတ်လို့ထည့်ယူပါလေ။ထည့်ယူပြီးတော့မှ ဒီဘဝမနာသေးဘူးဆိုပြီးတော့ခြေတော့ကနှမ်းဆွဲတဲ့လူနဲ့ဂုတ်ကဆွဲတယ်ကျွန်မဆိုစပင်းရနေပြီးတော့အောက်ကိုဆွဲချလိုက်တယ်တကုံလုံးပြက်ကြသွားပြက်ကြသွားတဲ့အချိန်မှာကျွန်မအောက်ကတော့ရှောက်ရိုက်တာကျွန်မရိုက်တဲ့အခါမှာကျွန်မနှမ်းကြည့်လိုက်တာမင်းအင်းင်းရောင်ထဲမှာခုံကြီးကနှစ်ပါးနောက်အဲ့အမျိုးသားတယောက်ကပစိုးဆလွေတိုင်းပါတယ်ရှန်အင်းကြီးနဲ့ဘောင်းမီဒူဘုံနဲ့အဲအုတ်ထုတ်နောက်နောက်ပြန်ဆောင်းထားတယ်ကျွန်မကိုဆွဲပြီးတော့သွားလိုက်တာသွားပြီးတော့ကိုယ့်ဘက်ဆွဲပြီးတော့ဒီကောင်မထွက်ပြေးလိမ့်မယ်ကျွန်မကပြောပြီးတော့နင်တို့ ဟိုတကားမရအောင်ဆန်းစုကြည့်ရဘာလုပ်ပေးဘူးလေငါတို့ကတရားဆောက်နန်းဖောက်နေနင်တို့အဲ့ပေါ်လေးသွားလာဟိုတကားနောက်လိုက်ချင်လို့ကတကားမရဖြစ်ကြီးတယ်မကတဲ့စိုးရတဲ့စကားလေးကိုကျွန်မပြောမထွက်လို့ဒါကဲကျွန်မပြောပြရအောင်အဲ့လိုပြောပြီးတော့သူကကျွန်မကိုရိုက်တယ်ဒီလိုနိုင်ငံတွေကဒီလက်တွေတော့ထိုးတယ်နားကိုထိုးလိုက်တာကဒီနားကနှအုံးမရှိနေမှကျွန်မကိုဝင်ကြီးတော့ဒီလက်ကိုထွက်လာတယ်အဲ့ညာဖြစ်တဲ့ခါညာနောက်တစ်ခါတင်မကိုရိုက်တယ်ကြိုးကိုလည်းနှဲသုံးတစ်ဖက်စီရိုက်တာရိုက်တဲ့ခါမှာသ ောင်းကိုနှစ်ချက်ရိုက်တာမှာတစ်ချက်ကပေါက်သွားတယ်။တစ်ချက်ကတော့ကျမဒီနှစ်အောင်ဒီလိုနောက်မှထိတာ။နေမင်းမှာတော့တွေးရပြန်တယ်။အဲ့ရနေတွေးရထွက်ပြီးတော့မှသူကကျမကိုဆစ်ရှိနေရှိပြောပြောကြည့်ရိုက်ရိုက်နေရနေပြောမှသူတို့လူကြီးတယောက်ဟာမိမတယောက်တော့ရိုက်တာတော်ပြီပေါ့လို့ပြောပြီးတော့မီးရင်မီးရင်ဆိုပြီးတော့အဲ့တင်ကိတာနဲ့သူတို့ကတော့ပြန်တက်သွားတာ။

Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn 酒里的酒啊，他说，不会兑酒里的酒啊嘛，交易交易，面，别酒价了，不啦， Yogandami Bhavu Ha. Yogandami Bhavu Ha. Anya, Anya. Anya, Anya. Anya Bhavi Ngavai. Anya Bhavi Ngavai. Anya Yajya Yui. Anya Yajya Yui. O Sik Nabhya. O Sik Nabhya. Yama Chanta. Yama Chanta. Vandaya Gaudi. Vandaya Gaudi. Vidya Bhasito. Vidya Bhasito. ီအစိုးရသစ်လက်ထက်မှာကျင်းပရတဲ့မေ30ရက်ခန်းနဲ့အရင်အစိုးရတွေလက်ထက်မှာကျင်းပခဲ့ရတဲ့အခမ်းအနားဘာတွေကွာခြားသွားလဲဆိုတော့ဒီနည်းနည်းပြပြပေးပါဦး။ကွာခြားချက်တွေကတော့ဟိုအမျိုးမျိုးပေါ့လေပြည်သူလူထုကတော့သူတို့ပို့ပြီးတော့လွတ်လပ်လပ်စကားသားတဲ့ခါကျတော့ဒါကမြင်တဲ့အတိုင်းပဲပြိသက်ကသူကသူပို့ပြီးတော့မြင့်တက်လာတာပေါ့။ဥမာပေါ့မမျော်လင့်မဲနဲ့ပေါ့နော်။တကယ်ကိုကျွန်တော်တို့မသိတဲ့ခြေရွာတွေကစပြီးတော့ဒီခန်းနားကိုလာပြီးတက်တာကိုတွေ့ရတယ်။ဟုတ် ဟိုတကားမှမလာဘူးပေါ့ဒီမျိုးနေရလည်းမဟုတ်ဘူးပေါ့အဲရွာတွေကကိုကအမျိုးသမီးမျိုးသားလူငယ်လူငယ်တွေအများကြီးလာတက်တာကိုအခုတွေ့ခဲ့ရတယ်။ဟောဒီရွာကဟောဒီရွာကဒီလူလူတို့ကကျွန်တော်တောင်းတော့တော်စားစုကိုဝင်ရပြီးတော့ဒီမိုကရေစီရေးကိုကာကွယ်ပေးတဲ့တရားကောင်းတွေလို့ကျွန်တော်ပြောတယ်အဲ့ဒီတရားကောင်းတွေရှိတဲ့ရွာ အဲ့ဒီဇေယောင်းတွေရှိတဲ့ရွာကိုကျွန်တော်အခုစတောင်းကြီးကြာစတောင်းကြီးကြာပြီမလို့ဘယ်တော့မှမင်းလို့မရစတောင်းကြီးကြာပြီမလို့မင်းလို့ရလားမရဘူးမရဘူးဟုတ်မင်းလို့မရဘူးဆိုတာကကျွန်တော်ပြောမယ်နော်တတိယတားရတယ်ကျွန်တော်တို့ကအတိတ်သမိုင်းနဲ့ရာသီကိုတော့မဟုတ်ဘူး ဒီအတိတ်တမိုင်းလေသင်္ကန်းစာတော့ယူရလိုက်ဘာယူရမလဲသင်္ကန်းစာယူရမယ်တပရင်တက်ပြတ်မှုမှာလေဦးပဲတည်တယ်လို့ရဲမှုကင်းတက်ဖွဲ့အစီရင်ခံစာမှာရေးသားထားပါတယ်ပတ်သက်ပြီးတော့အမှတ်ရစကားလေးပြောပြမယ်။မေ30တုန်းကကျွန်တော်ဥပပါဟာတောင်အရပိုင်လာတာပါ။ တို့တော့ဥပဒေနဲ့အညီဆောင်ရွက်နေတဲ့အသူတွေကိုဥပဒေမဲ့နော်ဥပဒေမဲ့ဒုလူတွေကဆောင်ရွက်ခဲ့ကြတယ်ဟုတ်ပြီလားအဲ့တော့ဒီတိုင်းပြည်မှာဥပဒေစိုးမိုးမှုဟာအမတန်အရေးကြီးပါတယ်ဒါကြောင့်မို့ကျွန်တော်တို့အခု NLD ဟာဥပဒေစိုးမိုးမှုကိုရှေ့တန်းတင်ပြီးတော့ဆောင်ရွက်နေတာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့တိုင်းပြည်ရဲ့ပြည်သူတွေချမ်းသာဖို့ရအတွက်ကျွန်တော်တို့ဟာပြည်သူအသက်ရှိမယ်မြစ်တာနဲ့ကျွန်တော်တို့အလုပ်လုပ်မယ် ဘယ်ရင်ကာလတုန်းကစစ်စိုးရခေါင်းဆောင်တဦးဖြစ်တဲ့ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ကတော့သူရေးသားခဲ့တဲ့ကြုံတွေ့ခဲ့ရကျွန်တော်ဘဝထွေထွေစာအုပ်မှာဒေါအောင်ဆန်းစုကြည်ရဲ့ရင်နန်းကို တားဆီးဖို့အမိန့်ကိုနာဝတ္တဥက္ကဋ္ဌကပေးခဲ့ပြီးဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းဒုဗိုလ်ချုပ်ကြီးရဲမြင့်နဲ့နေမီကန်တိုင်းမှုဗိုလ်မှူးချုပ်စိုးနိုင်တို့ဒီအစည်းအဝေးကို တာဝန်ယူခဲ့ကြောင်းဖော်ပြထားပါတယ်ခင်ဗျာ။ ကျွန်တော်မောင်တူပါ